ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမေရဲ့ကြည့်ပါအောင်သမီးယောက်ျားအိမ်ဟာမှန်နဲ့လှုပ်ထားတဲ့ပေါ်လုံးလေးပြီးတယ်ဒါရီကိုကုန်တိုက်မှာပဲမြင်ဘူးတာအပြင်မှာမမြင်ဘူးသမီးကလေမှန်နဲ့လှုပ်ထားတဲ့ပစ္စည်းတွေဆိုအရန်ကြိုက်တာ မှန်ပစ္စည်းတွေကလာတာတော့ဟုတ်ပါရဲ့ကွယ်။ဒါပေမဲ့မှန်တွေကကြေကွဲလွယ်တယ်။မှန်တွေကွဲရင်ဆူးလဲဆူးတယ်။နင်လဲမှန်တွေလို့ဖြစ်သွားမှာကိုစိုးရိမ်နေ။အမေရဲ့ပါရီပြောချင်냐လဲ။သမီးသိပါရဲ့။အမေကပါကိုပြောချင်냐လဲ။အမေသမီးစပယ်ကဆင်းရဲတဲ့ညီကြီးအိမ်မှာယောက်ျားရနေလို့မနာလို့ဖြစ်냐မလားမဟုတ်ပါဘူးစွစုရဲ့နင်ပါရီပြောနေရလဲမဟုတ်ဘူးပြောမနေနဲ့နင်ကပါပြောချင်တာလဲသိရဲ့ငါယောက်ျားအိမ်ကမှန်တွင်နဲ့လှုပ်ထားပြီးငါယောက်ခမလဲ စိမ့်တွေလို့လက်နေတဲ့မှန်နဲ့လှုပ်ထားတဲ့မိဖို့ကြောင့်ကြိုက်တယ်ဆိုလို့ငေါ့ကိုစောက်ပြီးနေတယ်။ဒါပေမဲ့စွတ်စွတ်ရဲ့နင့်မိဖို့ကြောင့်ကမြေကြီးတွေနဲ့လှုပ်ထားတယ်။အမြဲတမ်းရှုပ်နေမြေကြီးတွေနဲ့နေရမယ်။အချိန်မီသေးတယ်။နင့်အခုလည်းမင်္ဂလာမဆောင်လို့ကြရတယ်လေ။အမရဲ့တော်ပါပြီ။သမီးရှူမဲ့သူကအရင်သဘောကောင်းတယ်။နားလည်မှုရှိတယ်။ဂျက်ကမလည်းမယူခင်တည်းကသမီးလို့ထားတယ်။ငါ့အတွက်မြေကြီးနဲ့မိဖို့ကြောင့်လှုပ်ပေးတာပဲ။ငါ့အတွက်ကပြောဖို့ကောင်းနေပြီ။ငါတာဝန်နဲ့တိတ်ချယူမယ်။မိဖို့ကြောင့်နောက်ထပ်လှအောင်ပြင်ဆင်မယ်။ ငင်းတို့ညီမနှစ်ယောက်ကလည်းအရင်ွေဖြစ်ပြီးအတွေးတွေကလည်းကွာလိုက်တာဒါပေမဲ့ငင်းတို့ညီမနှစ်ယောက်ကမိဖို့ကြောင့်မပြောပါစေလို့ပဲငါဆွတ်တောင်းပေးပါတယ်ဒီလိုပဲအချိန်တွေကြာသွားပြီးအိမ်မကမင်္ဂလာဆောင်အတွက်ပြင်ဆင်ပြီးညီမနှစ်ယောက်ကလည်းယောက်ျားယူကြပြီးတော့သူတို့ယောက်ျားရင်ကိုရောက်သွားခဲ့ပါတယ်နောက်နေ့မနက်မှာစုစုကမှန်နေလှူထားတယ်မိဖို့ကြောင့်နေတော့ခဲ့ပါတယ်အမေအရန်လှနေရပဲငွေချင်းတယောက်ရှိတယ်သူ့အိမ်ကမှန်မိဖို့ကြောင့်ထက်တောင်လှသေးတယ်ဘလို့ နေတဲ့ငယ်ချင်းဟုတ်လားဟုတ်တယ်အမေသမီးတငယ်ချင်းဒါပေမဲ့အမေသမီးကဘာမှမချက်တတ်ဘူးနေကဘာမှမချက်တတ်ဘူးဟုတ်လားတောင်မှန်မီးဖို့ကြောင့်လောက်ခိုင်းသေးတယ်ဘာမှမဖြစ်ပါဘူးငါတင်ပေးပါမယ်ဒါကတော့နင်ချက်ရမှာပဲလေအရင်ဆုံးပဲတွေယူလိုက်ကြုံတွေနေထားလိုက် ပူရီအရင်ဆုံးလှုပ်လိုက်လေစွစုကလေဘာမှမချက်တတ်ပေးမယ်သူ့ကိုတင်ပေးပြီးသူကချန်နေပါတယ်တပတ်မှာဆန်းဆန်းကလေးမြေကြီးနေလှူထားတဲ့မိဘကြောင့်နဲ့မှာထမင်းဟင်းတွေစပြီးချက်ပြုတ်ပါတယ်။ မိတွေကမှုကြိုင်နေတာကြောင့်ယောက်ျားနဲ့ယောက်ခမကအိနေကိုယောက်လာပါလိမ့်။အမေအနဲ့ကမှုနေတာပဲ။ရွှေကြည်ဟာလိုပါအနဲ့လေးမှုနေတာပဲ။ဟုတ်တာပေါ့သားရဲ့။ငါအိမ်မှာချွေးမရောက်နေပြီလေ။ခင်းတွေကတော့ကောင်းကောင်းစားရတော့မယ်ဟေ။အမေရေသမီးကညရဲကပဲတွေရေစိန်ထားတာ။အခုသမီးပဲတွေရေပူရီချက်ပေးမယ်နော်။ချွေးမရေငါတို့အိမ်မှာစီတွေအဲ့လောက်မရှိဘူးလေ။ဘယ်လိုကြော်မလဲ။အမေရေစိတ်မပူပါနဲ့။သမီးမအကြံတစ်ခုရှိပါတယ်။ မီးစီနည်းနည်းနဲ့လှုပ်ပေးပါမယ်။မိုင်းလိုက်တာငါမိမလည်းရမ်းတိတက်တာပဲ။ခနာကြမှာစပေးကထမင်းဟင်းတွေချက်လို့ပြီးသွားပြီးအားလုံးကိုမြေပကန်းတွင်းနဲ့ခူးကြွေးပါရယ်။ဒေါနာကစားပြီးတော့ပြောခဲ့ပါရယ်။ချွေးမရေနင်ချက်ထားတဲ့ထမင်းဟင်းကလည်းအရန်စားကောင်းတာပဲ။ဟုတ်တယ်အမေ။အမေလှုပ်ထားတဲ့မြေပကန်းကိုလည်းတမီးကကြိုက်တယ်။စေးရတာလည်းအရန်လွယ်တယ်။အနံ့လေးကလည်းတမျိုးလေးပဲ။ဟုတ်တယ်ချွေးမရေမြေပကန်းတွေကလည်းဈေးလည်းနှဲတယ်။အချိန်ကုန်တက်သားတယ်။ ညပကံတွေကကျမ်းမာရေးနဲ့လည်းညင်ညွတ်တယ်လေဟုတ်တယ်အမေပြောတာမှန်တယ်စပေးကတော့သူမြေကြီးနဲ့လှုပ်ထားတယ်မိဖို့ကြောင့်မှပြောနေပါတယ်တဖက်မှာဆုစုကတော့မှန်နဲ့မိဖို့ကြောင့်မှပူချင်းကြောင့်ထမင်းတွေချက်ပြီးစိတ်ညစ်နေပါတယ်အမေရဲ့ထမင်းဟင်းတွေကပဲတော့ပြီးမှလဲအရန်ပူနေပြီဘလောက်ကြာမှလဲချွေးမရေးပြီးပါပြီထမင်းဟင်းတွေကိုအပြင်ယူလာခဲ့စားကြမယ်ဆုစုကလည်းထမင်းဟင်းတွေကိုအပြင်ကိုယူလာပြီးကျွေးတဲ့အချိန်မှာ ရောက်ကမကလုံးဝမကြိုက်ပါဘူး။ချွေးမရေဘာတွေချက်ထားလဲ။ဟင်းမစားရည်လည်းမပါဘူး။မဆလာတွေကိုလည်းသေးချထည့်လို့ပြောထားတယ်လေ။ဘာတွေလုပ်ထားလဲ။ဒီလောက်ပြောပြတာတော့မှမချက်တတ်ဘူးလား။အမေရဲ့သမီးတောင်းမှန်ပါတယ်။မမ်မီးဖို့ကြောင့်မှအယမ်းပူနေလို့အဆင်မပြေဖြစ်နေတာပါ။ချွေးမမမ်မီးဖို့ကြောင့်နေမဲလုတ်ခိုင်းတာ။နေလုတ်ခိုင်းလို့လောက်ပြီးပြီနော်။မီးဖို့ကြောင့်မှနေမဲနေရမှာလေ။နေအမြန်ဆုံးချက်ပြုတ်ဖို့တင်လိုက်တော့နော်။ငါတောင်းငါပဲထမင်းချက်ဖို့မိမပေးစားထားတာမဟုတ်ဘူး။ မေရဲ့။တမီတော့ချမ်းသာတယ်။အိမ်ဖို့ထားမယ်လေ။အေးအိမ်အလုပ်တွေအတွက်အိမ်ဖို့ထားပေးမယ်။ထမင်းချက်ဖို့တော့အိမ်ဖို့ထားလို့မရဘူး။ဟုတ်တာပဲစွစုရဲ့။နင်းရှိတာကိုအမေကအိမ်အကူချက်တာစားရမလား။မဟုတ်ပါဘူး။ဒီလိုပဲပြောလိုက်တာပါ။ဒီလိုနဲ့ပဲအချင်းတွေကြာသွားပြီးတော့ဇပေးကမြည်မီးဖို့ကြမှာအရင်ပြုံနေပါတယ်။စစ်စုကတော့မှန်ပြီးကြောင်မှစဉ်ညင်နေပါတယ်အပူချင်းတွေကြောင့်နှုတ်တွေကချင်းလိုက်အပြင်းအခလေးတွေဆော့လို့မှန်နေကြွေးတော့ပြီး သူ့လက်ကိုထိသွားလိုက်နေ ဖြစ်နေပါတယ်။အမေရဲ့သမီးလက်တော့နာသွားပြီ။မှန်ကွဲသွားပြီ။ကလေးတွေကလည်းအရင်ဆိုးတာပဲ။သူတို့အိမ်နဲ့တိုင်ရမယ်။ကလေးတွေကဘာမှမမအောင်။နင့်အပြစ်ကြောင့်နှင်ခံရတာ။နင်မက်လို့ချက်နေမှာလား။ကလေးတွေကအမြဲတမ်းအဲ့လိုတွေစော့နေကြတာပဲ။နင့်ကိုပတ်တီးစီးပေးမယ်လာခဲ့။ရောက်ခမကချွေးမကိုပတ်တီးစီးပေးပြီးခဏအနားယူပြီးတော့ဒုံးဒီကမိဖို့ကြောင့်မှထမင်းချန်နေပါတယ်။စစ်စုကကောင်းသွားတဲ့နောက်မှာမှန်မိဖို့ကြောင့်မှနောက်တစ်ခါပြန်ပြီးထမင်းချန်ရပါတယ်။ မှန်နဲ့မိဖို့ကြောင့်မှထမင်းချက်ပြီးစစ်စုကပင်မနေပြီးတော့အပူချိန်တွေကလည်းအရန်များနေပါတယ်။ဒီဟာရေအရန်ပူတာပဲနော်။ဒီညမှာပန်ကားဖွင့်လဲအပူပါပဲ။ဘာမှမထူး။အပူထဲမှာပဲစားရတယ်ချက်ရတယ်။နေရန်တွေကထူနေ။ငါတော့တိတ်ပူမှမဟုတ်ဘူး။ဒီလိုမှန်မိဖို့ကြောင့်လုပ်ပြီးငါတော့နောင်တတွေရနေပါပြီ။ဒီလိုပဲတည့်ရကြတော့စစ်စုကမှန်မိဖို့ကြောင့်မှထားဖို့မှန်မကန်တွေသွားဝေပါတယ်။သူကလမ်းမှာစပိတ်ကိုမြေအိုးဝင်နေတာကိုတွေ့ပါတယ်။ ဘာဖြစ်တာလဲညီမရဲ့နင်ကလည်းမြေမီးပေါ်ကြောင့်မှထားဖို့မြေပကံတွေဝဲနေရလားငါတော့ကျွေးပကံပြားတွေဝဲထားတယ်လေအမရေနေကောင်းလားအခုချိန်အရန်ပူနေပြီမြေဦးရီကအရန်အေးတယ်လေနင်ကလည်းဟာအိမ်မှာရေခဲတက်တာမရှိဘူးဆိုရင်မရှိဘူးပေါ့အကြောင်းပြနေရမဟုတ်ပါဘူးအဲ့လိုမဟုတ်ပါဘူးအိမ်မှာရေခဲတက်တာရှိတယ်ဒါပေမဲ့မြေဦးရီကလည်းမတူဘူးလေတောက်လို့ကောင်းတယ်တော့ပါပြီအကြောင်းနေပြမနေနဲ့တော့ငါတော့ဖန်ခွက်တွေဝဲထားတယ် ိမ်မသေးချထားရမယ်သွားရမယ်နော်ငါမိဖို့ကြောင်ကတော့အရန်လှနေမှာဟုတ်တယ်အမကြီးအခုချိန်ကမြေကြီးနဲ့လှုပ်ထားတဲ့မိဖို့ကြောင်ကအရန်အေးမှာပဲအမမှန်နဲ့လှုပ်ထားတဲ့မိဖို့ကြောင်ကတော့ပူနေမှာပေါ့ဇပိန်စကားတွေကြောင်းစွစုကသူ့မိဖို့ကြောင်အကြောင်းကိုတတိယပြီးဘာမှမပြောဘဲပြန်သွားပါတော့တယ်ဒီလိုပဲအချိန်တွေကြာသွားပြီးတည့်ရကြတော့စွစုအမေကသူ့သမီးအိမ်ကိုလေလာခဲ့ပါတယ်အမေကအေးအေးတောင်းနေရင် ဖန်ခွက်ကလွတ်ကျသွားပြီးကွေးသွားပါတော့တယ်။အမေရဲ့ ။သမီးတို့ချမ်းသာတဲ့အိမ်လာပြီးဘာလို့ပစ္စည်းတွေကိုဖျက်ဆီးနေရလဲ။ဒီဖန်ခွက်တွေကဝယ်လာတာစီးကြီးရဲ့နော်။အမေဒါတွေတန့်ရှင်းလောက်လိုက်တော့သမီးကတော့မလောက်ပေဘူး။နင်ကလည်းဘာဖြစ်လို့တလောက်တောင်ဖြစ်နေရလဲ။မတော်တဆလေးဖြစ်သွားတာလေ။ငါခုပဲပြန်ပြီးတန့်ရှင်းပေးပါမယ်။အမေကလည်းဖန်ခွက်အစတွေကိုကောက်ယူပြီးတင်းနေချိန်မှာမိဖို့ကြောင့်တကားဖွင့်ပြီးတော့ပြစ်တဲ့အချိန်မှာပဲအရင်ကလေးကအကွဲနေတာကြောင့်တကားကကျူးသွားပါတော့တယ်။စွစုကလည်းသူ့အမေကိုတိတ်ခါချပြီးပြောဆိုပါတယ်။အမေကလည်း သမီးစီလာပြီးပစ္စည်းတွေပြက်စီးအောင်လှုပ်လိုက်ပြီမလားအမေပြန်มาတော့သမီးအိမ်ကိုမလာနဲ့နောက်တစ်ခါလည်းမလာနဲ့ဆူဆူကလည်းသူ့အမေကိုပြောဆိုလှုပ်လိုက်တာကြောင့်အမေကမျက်ရည်တွေဝဲပြီးသူ့သမီးငယ်စပိန်ကိုတွားခဲ့ပါတယ်စပိန်ရောက်တော့စပိန်ကတီချာကြိုဆိုပြီးသူ့အမေကိုမြေပကန်နဲ့ထမင်းကျွေးပြီးတော့မြေကွက်နဲ့လက်ဖက်ရည်တိုက်ပါတယ်သမီးရဲ့မြေကြီးနဲ့မြေပေါ်ကြောင်လည်းအရှမ်းကောင်းတယ်အေးနေရောပဲလက်ဖက်ရည်ထည့်ထားတဲ့မြေခွက်ကလည်းပူတယ်တောင်မထင်ရဘူးအနက်လေးကလည်းတသင်းသင်းနဲ့ ဟုတ်တယ်အမေသမီးရတာကြောင့်မြေကြီးနဲ့မိဖို့ကြောင့်ကြိုက်တာနေရတာလည်းအဆင်ပြေတဲ့အေးနေရပဲအပူချိန်ကလည်းမလောင်လေအေးရယ်သမီးရတီနေရမှာအိတ်လို့တောင်းရတယ်ဟုတ်တယ်သမီးရယ်အမေမျက်စိတွေကဘာလို့နေနေရလဲအမေငိုထားလားအမေကသမီးစီမလာခင်အမအိမ်ကိုသွားသေးလားဘာဖြစ်လို့လဲအမေရဲ့ဟုတ်သားပဲအမပြောလေဘာဖြစ်လို့လဲတပည့်ကမိတာကြောင့်အမေကနောက်တစ်ခါမျက်ရည်ကြီးကျလာပြီးစပယ်ကလေးသူ့ကိုဖတ်လိုက်ပါတယ် အမေရဲ့ဘာမှမဖြစ်ပါဘူးအမတော့ဒီတိုင်းမှာပဲအမေရဲ့သူ့ရဲ့မှန်မိဖို့ကြောင့်ချီကျူးနေမှာသိရဲ့သမီးနဲ့တွေ့တော့လည်းအရင်ပြောဆိုလုပ်နေသေးတယ်ဟုတ်တယ်သမီးရဲ့ဒါရီယိုပဲစိတ်မကောင်းဖြစ်နေ啊သူကငါ့ကိုတိတ်ခါချတယ်ငါသူ့အိမ်ကိုတခါမှမသွားတော့ဘူးငါအတူတူမွေးပြီးသမီးနှစ်ယောက်ကလည်းအရန်ကြွားတယ်နင်ကြတော့မြေကြီးနဲ့မိဖို့ကြောင့်မှတော့ပြောနေတာသူကြတော့မှန်မိဖို့ကြောင့်မှနေပြီးငါကတော့သူ့ကိုပြောမယ်တော့မထင်ဘူးပူးနေရပဲပြီးတော့သူကဘာမှမချက်တတ်ဘူး ဒါပေမဲ့မာနတော့အရန်ရှိတယ်။ဘာမှမဖြစ်ပါမေရဲ့။သမီးရှိရဲ့လေ။အမေအလဲလာချင်နေဆိုရင်သမီးစီကိုလာ။အခုလဲလာပြီးမပြန်နဲ့လေ။သမီးနဲ့နေပါအောင်လားအမေရဲ့။ဟုတ်သားပဲအမရဲ့။တရက်နှစ်ရက်နေပြီးတော့မှပြန်လေ။ဒီလိုနဲ့အမေကသမီးနှစ်ယောက်ရဲ့ကြွားချမှုကိုသိပြီးတရက်နှစ်ရက်စပိတ်အိမ်မှာနေပြီးတော့နောက်ရက်ကျတော့ရထားနဲ့အိမ်ပြန်သွားခဲ့ပါရယ်။စုစုကလည်းမှန်မီးဘူเจ้าနဲ့စိတ်ညစ်ပြီးဖြတ်လိုက်ပြီးတော့နေရည်နဲ့မိဖို့ကြောင့်လှလာလေးကိုလုပ်ခဲ့ပါရယ်။ ီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။